လူတွေကနာကျင်မှုကိုလက်စစ်ကန်တကြတယ်။ကိုယ်ကိုနာကျင်ထိခိုက်စေခဲ့သူတွေကသူကိုယ်တိုင်လည်းဘဝမှာအဆင်မပြေတာတွေနာကျင်မှုတွေနဲ့လုံထွေးရပက်နေရသူလည်းဖြစ်နိုင်ပါတယ်။ကိုကနာကျင်နေသူဆိုရင်လေကို့အနာပတ်ဝန်းကျင်ရသူတွေစီကို့ရဲ့နာကျင်မှုတွေကိုကူးဆက်တတ်တယ်။သူကပေးတဲ့နာကျင်မှုလက်ဆောင်ကိုကိုကလက်မခံပါနဲ့။ကိုကလည်း ူများကိုနာကျင်မှုနဲ့ဆောင်မပေးမိအောင်လို့တတိထားပါဒေါသကြီးတတ်တဲ့သူစိတ်ဆိုးတတ်တဲ့သူကိုတနာကျင်တာပြီးကြည့်လိုက်ပါသူ့ရဲ့ဒေါသကသူ့ကိုနာကျင်စေတာကိုသူမသိသေးလို့ပါတကယ်တော့သူကတနာစရာကောင်းသူပါလေးစားမှုမပေးတတ်တဲ့သူကိုလည်းမေတ္တာထားပေးလိုက်ပါသူကလေးစားမခံရလို့သာလေးစားမှုနဲ့တောင်း သိနာမနေတာပါ။ရစက်ချင်းချုပ်တတေသူနဲ့တွေ့တဲ့အခါဆိုရင်လည်းတနိုင်သေးရေစစ်စစ်မနာလေးတွေဆက်ဆက်ပြလိုက်ပါ။ရစက်တတေသူတွေကသူတို့ကိုယ်တိုင်ရဲ့အလုံးသားဟူပါအစင်နာတရားကိုငတ်မတောင်းတနေလို့ပါ။လူတိုင်းကတော့အဖြစ်နဲ့မကင်းတဲ့သူတွေပါပဲ။ဒါကြောင့်လူတယောက်ရဲ့အဖြစ်ကိုရှာဖွေမနေဘဲခွင့်မနိုင်ဘူးကြိုးစားကြည့်ပါ။